မောက်ကြီးလုံဖောရွာရှိ အုတ်ချုပ်ရည်မှုနဲ့ပြူစောတိနှစ်ဦးကိုအရှင်ဖမ်းမိတော့လေခုကထွက်ပြေး၍ပြစ်ခတ်ဖမ်းစည်းစဉ်၃ဦးလုံးတေဆုံးကလက်လက်ခဲရနဲ့စကားပြောဆက်များတင်းစီရမိကြောင်းသိရပါဗျ။တရင်တိုင်းတိုင်းခမောက်ကြီးမြို့နယ်လုံဖောရွာရှိအုတ်ချုပ်ရည်မှုနဲ့ပြူစောတိနှစ်ဦးကိုအရှင်ဖမ်းမိတော့လေခုကထွက်ပြေး၍ပြစ်ခတ်ဖမ်းစည်းစဉ်၃ဦးလုံးတေဆုံးကလက်လက်ခဲရနဲ့စကားပြောဆက်များတင်းစီရရှိခဲ့ကြောင်းကော်တောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားတာဝန်ခံရဲဘော်ကြားကြီးကပြောပါတယ်။အော်တိုဘားလ14ရက်နေ့နာနဲ့၈နိုင်ခန့်တွင်ခမောက်ကြီးမြုံနယ်လုံဘော်ကျေးရွာတွင်သို့တော်လှန်ရေးတပ်ဖွဲ့များကရှောင်းခင်းဝင်ရောက်ပြီးကျေးရွာအုပ်ချုပ်ရေးမှူးဝင်းနဲ့နဲ့ကျေးရွာပြူစော်တီကောင်းဆောင်အေးဆိုးတို့ကိုလုံချုံသည့်တနေရာတွင်စစ်ဆေးမေးမြန်းညှိနှိုင်းပြီးပြန်လွှတ်ရန်အတွက်အုပ်ချုပ်ရေးမှူးဝင်းမြတ်ဤကားဟိုပါယူဆောင်လာပြီးဖမ်းဆီးလာကြောင်းထို့နောက်လုံဘော်ကျေးရွာအလွန်တနေရာတွင်နမွေကျေးရွာမှပြူစော်တီကောင်းဆောင်တဲဦးကိုထပ်မံတွေ့ရှိသောကြောင်း ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။ရင်းနောက်ရင်းနှီးမွေလွယ်စစ်နိုင်ခန့်တွင်လမ်းခူးလက်တနေရာအရောက်၌လေးလေစားစားနေချိန်တွင်ဖြူစောတိတဲ့ဦးသည်၎င်းတွင်အသက်ပါလာသောမရှင်ကန်ပစ္စတိုဖြင့်ပြစ်ခတ်ခုခံပြီးသုံးဦးလုံးထွက်ပြေးခဲ့သောကြောင်းတော်လှန်ရေးတပ်ဖွဲ့များကလိုက်လံပြစ်ခတ်ဖမ်းဆီးစဉ်သုံးဦးလုံးအသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတို့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင်ပြူစောရီတဲ့ဦးပြစ်ခတ်သောဂျီဇာနီတော်လှန်ရေးဂျဲဘော်တူဦးညာဘက်ပောင်ကိုဂျီရှက်တီတန်ရရရှိခဲ့ပြီး ၎င်းတို့တဦးထံမှစကားပြောဆက်လေးလုံးဖုန်းလေးလုံးကိုလုံးကြီးခောက်ချိုးရှိတဲ့၎င်းကြီး၃နောက်မကနန်ပစ္စတိုတက်၎င်းကြီး၅နောက်ပြီးသူစစ်စီရဲ့ကပ်ပြားများနဲ့ Hilux Vigo ကားတို့ကိုတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။အမှန်တရားကိုမြင်တဲ့လူပြည်သူနဲ့အတူတသားတည်းရှိတဲ့လူတွေဟာဒီအချိန်မှာအများကြီးပြောစရာမလိုတော့ပါဘူး။အခုချိန်ထိပြည်သူကိုမျက်နှာမမူတဲ့လူတွေအတွက်သူတို့တွားရမယ့်လမ်းကရှိနေပြီးသားပါလို့ပြောချင်ပါတယ်ဟု။ ော်တောင်းခရံပြည်သူ့ကော်မတီအဖွဲ့တရင်နဲ့ပြန်ကြိုက်တာဝန်ခံရဲဘော်ကြားကြီးကပြောပါတယ်။ထို့ပြင်နောက်နောက်တွင်ယခုကဲ့သို့ဖြစ်စဉ်များထပ်မမဖြစ်စေရန်ကော်တောင်းမြုံနယ်အတွင်းရှိရဲကြေးအုပ်ချုပ်ရေးဖွဲ့များနဲ့ပြူအဖွဲ့များသည်တော်နိုင်အင်အားစုများမှခေါ်ယူပြောဆိုရာတွင်ကောင်းမွန်စွာပြန်လည်ဆက်ဆံကြပြီးပြည်သူနှင့်အတူပူးပေါင်းပါဝင်ရပ်တည်သွားကြရန်တိုက်တွန်းအကြောင်းပြည်သူ့ဘက်မရက်တီတော့မီဒီယာဖွဲ့ဖြစ်စေမီဒီတူတူတယောက်ကိုဖြစ်စေစစ်ကော်မရှင်နဲ့အပေါင်းပါမှန်သမျှကိုကော်တောင်းခရံတော်နိုင်အင်အားစုများမှ လုံထုံးလုံနီးနားနဲ့အညီဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းနဲ့ပြန်ကြားတာဝန်ခံရဲဘော်ကြားကထပ်မံပြောဆိုပါရစ်စစ်အာဏာရှင်ကိုအမြင့်ဖြတ်နိုင်ရန်တော်လှန်ရေးအဖွဲ့များအားလုံးတပ်ပေါင်းစုဖွဲ့၍တိုက်ထုတ်ရမည်ဟု Union Liberation Front တပ်ဖွဲ့ကသတိပေးလိုက်ပါရစ်စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်နိုင်ရန်တော်လှန်ရေးအဖွဲ့များအားလုံးပူးပေါင်းသည့်တပ်ပေါင်းစုဖွဲ့စည်း၍တိုက်ထုတ်ရမည်ဖြစ်ကြောင်း Union Liberation Front အဖွဲ့မှတာဝန်ရှိသူများကသတိပေးထုတ်ဖော်ပြောဆိုလိုက်ပါရစ်စစ်အာဏာရှင်ကိုတိုက်ထုတ်ရန်စူးစမ်းရာတွင် ရဲဘော်အများပြားပေးဆက်ခဲ့ရပြီးဖြစ်ပြီးရဲဘော်များအနေဖြင့်ခါယူချက်ပြောက်ရိပ်မရကြောင်းခါယူချက်ဖြင့်သာတော်လှန်ရေးကိုရှေ့ဆက်သွားရမည်ဖြစ်ကြောင်းထို့သောတော်လှန်ရေးရှေ့ဆက်သွားရာတွင်အများဆုံးတော်လှန်ရေးပြီးမြောက်ရာအတွက်တပ်ပေါင်းစုဖွဲ့ရမည်ဖြစ်ပြီးအင်အားကြီးသည့်တပ်ပေါင်းစုဖြစ်လာမှသာအာဏာရှင်စနစ်ကိုအမြင့်ပြတ်တိုက်ထုတ်နိုင်မည်ဖြစ်ကြောင်း Union Liberation Front မှတာဝန်ရှိသူတူကပြောပါရယ်အားလုံးပူးပေါင်းပြီးတော့တော်လှန်ရေးကိုတိုက်ထုတ်မှရမယ်တဖွဲ့တည်းတိုက်လို့မရဘူးတစုတည်းတိုက်လို့မရဘူးတရင်တိုက်လို့မရဘူး တမြုံနယ်ထဲတိုက်လို့မရဘူးတဖွဲ့ထဲတောင်တိုက်လို့ရတယ်တဖွဲ့ထဲတည်သွားပါလိမ့်မယ်အဲ့ဒီတော့ငါတို့ဒီတော်နိုင်အများဆုံးပြင်းပြအောင်မြင်ဖို့ဆိုရင်ဒီထက်မကတပ်ပေါင်းစုရပါမယ်တပ်တွေအများကြီးပေါင်းစုပြီးတော့စစ်အာဏာရှင်ကိုတိုက်ထုတ်မှရမယ်ဟု UNL Liberation Front မှပြောင်းရှိသူတူကပြောပါတယ်ထို့သောတပ်ပေါင်းစုဖွဲ့နိုင်ရာအတွက်ရခင်ကဲသို့မာနခဲနေ၍အတကြီးနေ၍မရကြောင်းတပ်ပေါင်းစုဆိုဒီမှာလွယ်လွယ်နဲ့ပေါင်းစပ်၍မရတော့လေစစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရမှာမူတပ်ပေါင်းစုမှသာဖြစ်နိုင်ပြီဖြစ်ကြောင်း Unification Front အဖွဲ့ကသတင်းထုတ်ပြန်ပြောဆိုပါတယ်။အရင်တုန်းကတော့ပြောကြတယ်တပ်ပေါင်းစုဆိုတာလွယ်လွယ်ပေါင်းစပ်လို့မရပါဘူးလို့ပြောကြတယ်။ဟုတ်ပါတယ်။တပ်ပေါင်းစုကတော့လွယ်လွယ်နဲ့ပေါင်းစပ်လို့မရဘူး။ Local Pack of PDF ဆိုပြီးတော့ကိုယ့်အစုအဖွဲ့နဲ့ကိုကိုယ့်အဖွဲ့ရံပုံငွေရှာကြရင်လက်နက်အင်အားတောင်းတင်းရင်ခဲရမီးကြောင်တောင်းတင်းရင်ဆိုပြီးတော့ကိုယ်စီအတ္တတွေရှိကြတယ်။သဘောထားအမြင်တွေကွဲလွဲကြတယ်။အဲ့ဒါကြောင့်တပ်ပေါင်းစုလို့မရတဲ့ခက်ခဲတွေရှိနေတယ်။ဒီကရှေ့လျှောက်ငါတို့ကအရင်ကြီးနားနေလို့မနာခဲနေလို့အတ္တကြီးနေလို့မရတော့ဘူး။ မာရိုရီမြေပြင်မှာပေါင်းစပ်မှဒီထက်မကအင်အားကြီးတဲ့တပ်ဖွဲ့ကြီးဖြစ်မှအာဏာရှင်စနစ်ကိုအမြစ်ပြအောင်တိုက်ထုတ်နိုင်မှာဖြစ်တယ်ဟု Union Liberation Front အဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။တော်လိုင်းတပ်များအနေဖြင့်86လောက်မီလနှစ်လမ်းသာရှိပြီးယင်းနှစ်လမ်းမှာတပ်ပေါင်းစုအဖြစ်ပူးပေါင်းကြမည်လားအသေးခံကြမည်လားဆိုသည့်သာဖြစ်ကြောင်းတပ်ပေါင်းစုဖွဲ့ရေးမှာစစ်အာဏာရှင်စွန့်ကိုအနိုင်တိုက်ရန်အတွက်အလွန်အရေးကြီးလာကြောင်း Union Liberation Front တပ်ဖွဲ့က3ပေးထားပါတယ်။မင်းလှမြို့နယ်တွင်တချေးရန်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုကြောင့် ဘူမှုတအုပ်ပါဝင်စစ်သားများပြားတည်ဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းတည်ရပါတယ်။မကွေတိုင်းမင်းလာမြို့နယ်တွင်တပ်ချင်းရလာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာဘူမှုတအုပ်ပါဝင်20ဦးတည်ဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းမင်းမှုခရိုင်အမှတ်နှစ်တရဲမှရုံးတာဝန်ခံကပြောပါတယ်။အော်တိုဘာလ16ရက်နေ့မွန်လွဲ3:30မိနစ်ခန့်တွင်မလွန်ရွာရှိကပ္ပစနှစ်မှတပ်အပြောင်းလဲလို့ရထွက်လာသောအရာ60ခန့်ပါသောစစ်ကားနှစ်စင်းကိုမင်းလာမြို့နယ်လက်ပံတကားကြီးရွာ တရအုံလောင်ခွဲစာလင်ကျောင်းအနီးတွင်လူတက်ခွဲမှုဥဆောင်သောတော်လှန်တပ်ဖွဲ့ကကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာညနေ၄နိုင်၅မိနစ်အချိန်ထိဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်စစ်တပ်ဖက်မှ၁၂ဦးသေဆုံးပြီး26ဦးထိခိုက်ဒဏ်ရာရရှိကာစစ်ကား၂ဆင်းလည်းပျက်စီးသွားကြောင်းသိရပါသည်ထိုပြင်တိုက်ပွဲတွင်ဒုတက်ခွဲမှုဝဒါမှာဒဏ်ရာရရှိထားပြီးမပြေနိုင်တော့သဖြင့်လက်အောင်ငယ်သားတော်နိုင်ရဲဘော်များကိုတပ်ပြန်ဆုံးခိုက်ခဲ့တော်လဲဒဏ်ရာပြင်းထန်ရရှိ၍မပြေနိုင်တော့သည့်ဒုတက်ခွဲမှု ဝတ္တန်ကိုစစ်တပ်ထံတွင်အဖမ်းမခံတော့ပဲလက်ပြမိုင်းကိုဖောက်ခွဲ၍မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်းတည်ရှိရပါတယ်။ရင်းတိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိသူ26ဦးထဲမှတပ်တွင်းသတင်းရင်းနှင့်ပြောပြချက်အရရှေ့ဦးထပ်မံတေဆုံးခဲ့ပြီးစစ်သားများချောဆွဲခံရသောကားနှစ်မှာရင်းမောင်းတအူးဖြစ်သူလည်းလက်ပြတ်ထွက်သွားကြောင်းထမောင်တေဆုံးသူများတဲ့တွင်မလွန်ရကပါစနှစ်မှစစ်ကြောင်းကိုဥဆောင်လာသောဘုံမှုအဆင့်ရှိအရာရှိတအူးလည်းပါဝင်ကြောင်းသိရပါသည် မင်းလာမျိုးနေရာပိုင်းလက်ပံတကားကြည့်ရွာတရုတ်လမ်းခွဲထိပ်မှာတက်ချိမှုလာတဲ့ကျွန်တော်မင်းဘူးခင်အမှတ်နဲ့တရင်ဒူခွဲမှုမတန်ဥဆောင်ပြီးထိုက်ခဲ့တာမျက်မြင်တွေ့တာကတော့ကားပေါ်ပါစစ်သား12ကောင်တည်တယ်26ကောင်တန်းရရရှိတယ်တက်တွင်းသတင်းရေးမြစ်ပြောဆိုချက်ရထပ်တိရတာကတော့ဒဏ်ရာရရှိထားတဲ့စစ်ခွေး26ကောင်တဲကစစ်ခွေး8ကောင်ထပ်သေးတယ်စစ်ခွေးတွေရဲ့ချောဆွဲခံရတဲ့ရင်ပေါင်းတူလည်းလက်ပြတ်သွားတယ်လို့သိရတယ်ဟုမင်းဘူးခင်အမှတ်နဲ့တရင်မှရုံးတာဝန်ခံကပြောပါတယ်တိုင်းပြည်နဲ့အဖိနှိတ်ကပြည်သူအတွက် မိမှုခင်အမှတ်နဲ့တရင်ကအကြမ်းဖက်ဆက်အာလာရှင်ပြုတ်ကျသည့်အထိဆက်လက်၍ခြေမုံသွားမည်ဖြစ်ကြောင်းပြည်သူများအနေဖြင့်စစ်ကောင်မရှင်စစ်သားရဲများ၏အနီးပတ်ဝန်းကျင်တွင်နီးနီးကပ်ကပ်နေထိုင်သွားလာခြင်းမပြုကြပါရန်လေးစားစွာအသိပေးလိုကြောင်းမိမှုခင်အမှတ်နဲ့တရင်မှယုံတောင်ဝန်ခံကဆက်လက်ပြောဆိုပါရယ် BGF ကောင်ဆောင်ဘူမူကြီးစောချစ်သူဦးစီးထိန်ချုပ်လောက်ကင်နေသော KK ဖတ်ကိုစစ်တပ်ကဝင်ရောက်စီနင်းပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးကြောင်းသိရပါရယ်အကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ကောင်ဆောင်ဘုံကြီးစောချစ်သူဦးစီထိန်ချုပ်လောက်ကင်နေတော့ KK ဖတ်ကိုစစ်တပ်ကဝင်ရောက်စီနင်းပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိကြောင်းအကြမ်းဖက်စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်စစ်တပ်ကမြောက်ရီမြို့နယ်တွင်ရှိ KK ဖတ်ကိုစီနင်းခဲ့ရာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်ဆဲလို့နှစ်ထပ်တိုက်အလုံး100၄ထပ်တိုက်အလုံး20 9ထပ်တိုက်2လုံးတစ်ထပ်တိုက်ဈေးဆိုင်က20လုံးနှစ်ထပ်တိုက်ဈေးဆိုင်30လုံးတစ်ထပ်တိုက်9015လုံး နှစ်ထပ်တိုက်920လို့လေးထပ်တိုက်910လို့ဆော့လို့ဆဲနှစ်ထပ်တိုက်21လို့သုံးထပ်တိုက်10လို့လေးထပ်တိုက်5လို့ငါးထပ်တိုက်5လုံးနဲ့ဒရတ်တိုက်စေးပီကနှစ်ခန်းလို့တွေ့ရှိခဲ့ကြောင်း Starling စလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများဒင်းစီရမိခဲ့ပြီးအလို့သမားမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့ရကြောင်းသိရပါတယ် KK ဖတ်ကတက်မာ6နေပြည်တော်မှာပြိမဲ့ BGF ကထိန်းချုပ်လုပ်ကင်နေတာပါ ်ခေခေဖောက်ရဲ့လုံခြုံရေးကိုယူထားတာက BDF ကဘုံကြီးစောချသူလက်အောက်ကနိုင်မောင်စောတို့အဖွဲ့ကတာဝန်ယူပေးထားတာ KNU အရင်လူကြီးတွေချုပ်ပါတာရှိပေမဲ့ KNU ကတော့ပတ်သက်မှုမရှိဘူးခေခေဖောက်တစ်ခုလုံးက BDF အခြေ BDF လက်တွေကြီးပဲနောက်ပြီးဘာပစ်ခတ်မှုမှမရှိဘဲဝင်စီးတယ်ဆိုတာက BDF နဲ့စစ်တပ်နဲ့ရုပ်ရှင်ရိုက်ပြတာမျိုးလို့ပြောလို့ရပါတယ်ဟုကရင်စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်ခေခေဖောက်အတွင်ရှိအဆောက်အအုံများဆက်လုပ်ထားမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီး ဒေဝန်ခွန်ပြုမိတ်လေးပိုင်ဆိုင်ခွင့်အထောက်ထားဟိုတယ်နဲ့ခီးသွားလာရေးဆောက်လုပ်ခွင့်ခွန်ပြုမိတ်တရားဝင်စာရွက်စာသားများစစ်ဆေးတွေးကြည့်ခြင်းမရှိသေးပြန်သက်ဆိုင်ရာတာဝန်ရှိသူများကိုစင့်ကိုရာတွင်လည်းလာရောက်ခဲ့ခြင်းမရှိသည့်ဖြင့်လိုအပ်သလိုအရေးယူမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစစ်တပ်ကလေးကောင်မျိုးတိပါတိုက်ခိုက်ရာတွင်အော်တိုဘာလ9ရက်နေ့တွင်ပြန်လည်ထင်းကျုံနိုင်ခဲ့ပြီးထို့သောတိုက်ခိုက်စဉ် KK ဖက်ကိုလည်းတပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါသည် လက်ရှိ KK Park 1နဲ့ KK Park 2ဟုပြောင်းလဲဖွဲ့စည်းထားသောအဆိုပါ KK Park ငွေလိန်ခြံဝင်းဤမြေနေရာကိုတရုတ်ကြားပြန်ရာဇဝတ်ကိုင်းညာကမြန်မာစစ်အုပ်စုကွက်ကဲမှုအောက်ရှိ DNA ချောက်ဆောင်တပ်ဖွဲ့များထံမှငားရမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ကကေဖောက်တိဆောင်ရေးလုပ်ငန်းများကို2020ခုနှစ်စတင်ခဲ့တော်လဲ2021အာလာသိမ့်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာသာအလုံးအရင်းနဲ့တိဆောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလ10လတွင်အဆောက်အုံတက်အလုံးပေါင်း20ကျော်ဆောက်လုပ်ပြီးစီးခဲ့ကြောင်းဂျူတုတရင်ဓာတ်ပုံများမှတစ်ဆင့်မြင်တွေ့ခဲ့ရသည်ဟု Justice for Myanmar ကတရင်ထုတ်ပြန်ထားပါသည် အွန်လိုင်းငွေလင်ကိုင်းတို့မဟုတ်ကြားဖြတ်လုပ်ငန်းများသည်မြန်မာစစ်တပ်ရာဇဝတ်ဆင်ပွားလုပ်ငန်းကုန်ရည်ကြီးဘိုးချက်တွင်တည်ရှိနေခြင်းဖြစ်ပြီးစစ်တပ်သည်ကရင်နယ်ခြားဆောင်တပ် BGF ကိုလက်တပ်မွေးကာအစိုးရလုပ်ငန်းများကိုထိန်းချုပ်စေခြင်းဖြစ်သောကြောင့်မြန်မာစစ်တပ်နှင့်ပြည်သူ့စစ်များထံစီးဆင်းနေသောဘာနာငွေစစ်လက်နက်နှင့်လီယန်စီရင်းမြစ်အားလုံးဖျက်တောက်ပြီး၎င်းတို့ကျူးလွန်သောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွက်ရာဇဝတ်ကြောင်းအရအရေးယူတာဝန်ခံစေရသည့်တာနှင့်အစိုးရစိုက်ပါငွေလိမ်လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖျက်နိုင်ပြီဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့ပါသည်။ ်အမေရိကန်ခြေစိုက် USIP ကကရင်ပြည်နယ်တွင်ရှမ်းပြည်မြောက်ပိုင်းမှကြားပြန်ကမ်းများအရှိန်အဟုန်ဖြင့်လာရောက်ရှိနေကြပြီးအမေရိကန်ကိုပြစ်မှတ်ထားလာကြောင်းဗီဂျက်မှဘူမူဂျီဆော့ချစ်သူဘူမူတင်ဝဲနဲ့မုတ်တုံတို့ကြားပြတ်လုံငန်းများတွင်ပအဝင်ပတ်သက်နေကြောင်းအမေရိကန်ဒေါ်လာ190သန်းအမြတ်ဆုံးနှစ်စဉ်ရရှိကြောင်းထိုင်းအမေရိကန်တို့အပါအဝင်အင်ဒီရှင်းနိုင်ငံများပါဝင်သောအရေးယူဆောင်ရွက်ဖွဲ့ဖွဲ့စည်းရာအကြံပြုထားပါသည်မြောက်ဒီမြို့နယ်တွင်အွန်လိုင်းကြားပြများအခြေစိုက်သည့်ရွှေကုတ်ကိုမြို့သစ်စီမံကိန်း၊ရထားမြို့သစ်စီမံကိန်း၊ဒေါမေဥယျာဉ်စီမံကိန်း ယူလုံဘေးပါအပိုလိုပါဂျင်းစင်ပါ KK ပါမြောက်ရီမြို့သစ်စသည့်စီမံကိန်းများစွာကို BGF ကဥဆောင်၍တရုတ်စီးပွားရေးသမားများပြည်ပဒုစရိုက်ဂိုင်းများနဲ့တွဲဖက်အကောင့်ထက်ပေါ်နေခြင်းဖြစ်ကြောင်းသိရပါသည်မြန်မာစစ်တပ်နဲ့ပူးပေါင်းထားသောကရင် BGF အဖွဲ့ကကရင်ပြည်နယ်ထက်မှမြောက်ရီမြို့ဘောင်ဝင်နယ်မြေတချို့ကိုထိန်းချုပ်ထားကြောင်း BGF ပါဝင်ပတ်သက်နေသောတရားဝင်ကာစီနိုလောင်းစကားယုံမှာ အွန်လိုင်းလိမ်လည်မှုရစွတ်မှုကွန်ရက်များကြောင့်ကမ္ဘာတဝန်းရှိလူပေါင်းများစွာလူကုန်ကူးခံနေရပြီး၎င်းတို့သည်ရစွတ်မှုများကျူးလွန်ရန်အတင်းကျပ်ခိုင်းစေခံရခြင်းနှိမ့်ဆက်ခံရခြင်းရှိနေသည့်အပြင်အမျက်ထုတ်ခံရသည့်လူသမားများနှင့်စိုက်ဘာလိမ်လည်မှုစခန်းများအားလည်းလဲပနေကြောင်းသိရှိရပါသည်။ဘုံမူကြီးစောချစ်သူဦးဆောင်သော BGF အတွက်အကြီးမားဆုံးအမျက်ငွေမှာတရုတ်ရစွတ်ဂိုင်းများကိုကြောထောက်နောက်ခံပြုထားသောအွန်လိုင်းကာစီနိုနှင့်အွန်လိုင်းကြားဖြတ်လုပ်ငန်းများမှဖြစ်ကြောင်း ဗီဇက်ထိန်းချုပ်ထားသောအွန်လိုင်းရာဇဝတ်ကိုင်းများကနှစ်စဉ်အမေရိကန်ဒေါ်လာ3.8ဘီလီယံရရှိနေပြီးဗီဇက်အမေရိကန်ဒေါ်လာသန်း900ကျော်ရရှိကြောင်း US Institute for International Peace USIP ကတရင်ထုတ်ပြန်ခဲ့ပါတယ်။ရန်ပြည်နယ်မြောက်ပိုင်းတွင်တရုတ်၏နှိမ်နှင်းမှုများကြောင့်အွန်လိုင်းငွေလင်လေကိုင်းများကြားပြန့်သည့်ဂရင်ပြည်နယ်သို့ပြောင်းရွှေ့နေပြီးစစ်တပ်လက်အောက်ခံနေချားဆောင်တပ် BGF ကောင်းဆောင်ဘုံမူကြီးစောချစ်သူမုတ်တုံတင်ဝင်းစိုင်းတော်လာရိုဂျာခင်တို့ကအဓိကပါဝင်ပတ်သက်နေသူများဖြစ် American United States Institute of Peace USIB ကအစီရင်ခံစာမှာဖော်ပြထားပါတယ်။ KDA တွင်ပြောင်း BJP အဓိကခေါင်းဆောင်ပုဂ္ဂိုလ်၃ဦးဖြစ်သည့်ဘုံမကြီးစောချစ်သူဘုံမုံတုံနဲ့ဘုံမုံတင်ဝင်းတို့ကတရုတ် online ငွေလင်ခိုင်းများကိုလက်ခံရရင်အဓိကပါဝင်သူများဖြစ်ကြောင်းဘုံမုံတင်ဝင်းကတရုတ်မြန်ဆုခိုင်းများအတွက်ထိုင်းနိုင်ငံမှာလစ်စစ်မီနဲ့ internet line ရရှိရေးဆောင်ရွက်ပေးနေကြောင်းစောချစ်သူနဲ့အတူဘုံမှုတင်ဝင်းကတရုတ်ငွေလင်ခိုင်းများမှအကျိုးမြတ်များနဲ့ထောက်ပံ့မှုများကိုစူးစိရယူကြောင်းသိရပါဗျ။ခရီးပြည်နယ်ရှိ ။ online ငွေလဲလိုင်းကားများအများစုသည်စောချစ်သူ၏နေကြာဆောင်တပ်ဖွဲ့ထိန်းချုပ်မှုနေမြေတွင်လဲပတ်နေခြင်းဖြစ်ပြီးယခုဘုခါ BGF ကို KNA ဖြစ်နာမည်ပြောင်းထားကြောင်းတပ်ဖွဲ့ဝင်အင်အား8000ကျော်ဖြင့်အင်အားကောင်းသော BGF KNA ကို KNU နှင့်စစ်တပ်ကပါတိုက်ရိုက်ပြိပခဖြစ်ပွားရန်စမ်းသပ်မရှိကြောင်း USIP ကပြောပါရယ်။မာလီမှာကြားဖြတ်တွေစီဗန်ဆောက်ရောင်းသူတွေဖမ်းခံရကြောင်းသိရပါရယ်။မာလီမြို့စင်ကြေပုံရက်ကွက်တွေမှာကြားဖြတ်သမားတွေစီဗန်ဆောက်ရောင်းချခဲ့သူတွေကိုစစ်ကောင်စီကလိုက်လံဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါရယ်။ ပြီးခဲ့တဲ့2014ခုနှစ်အတွင်းကမန္တလေးမြို့စင်တီပုံရက်ကွက်တွေမှာလူတစုကရက်ကွက်နေပြည်သူတွေကိုကိုမှတ်ပုံတန်းနဲ့အတူဗန်ဗန်ငွေစုစာအုပ်လိုက်လုပေးရင်ငွေ2000ပေးမယ်ဆိုပြီးခေါ်ယူခဲ့ကြောင်းဗန်စာအုပ်တွေကိုတော့ငွေပေးတဲ့လူတွေကတင်းယူသွားခဲ့ကြောင်းဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာတော့မန္တလေးမြို့ပဒင်ကြီးမြို့နယ်ကျေးရွာတွေရောက်မှာအဲ့လိုငွေရလို့ဗန်စာအုပ်လိုက်လုပတဲ့ပြည်သူတွေအများပြားဖားစီခံလိုက်ရကြောင်းဒေသခံတွေကပြောပါတယ် တရွာလုံးကတောင်းရတော့လိုက်လို့ကြတာနောက်တော့ကြားဖြတ်တွေနဲ့ပတ်သက်လို့ဆိုပြီးအဲ့ဒီဘန်စာအုပ်ပိုင်ရှင်တွေအကုန်ဖမ်းခံလိုက်ရတယ်လို့ဒေသခံမျိုးသမီးတူကပြောပါတယ်ဖမ်းဆီးခံလိုက်ရတဲ့ပြည်သူရဲအတွက်ကိုတော့မသိရသေးပါဘူးကြားဖြတ်သမားတွေဟာမသိနားမလဲတဲ့ပြည်သူတွေရဲ့ဘန်စာအုပ်နဲ့ခေပေတွေထပ်ဖွင့်ပြီးဝင်နေတဲ့နေရာမှာအသုံးပြုတာကြောင့်မူလအကောင့်ပိုင်ရှင်ပြည်သူတွေဒုက္ခရောက်ခဲ့တာဖြစ်ကြောင်းလက်ရှိမှာပြည်သူတွေဟာကိုယ့်ဘန်အကောင့်ကိုတွားရောက်ပိတ်ခဲ့ပြီးမဲ့ဘန်ကပိတ်လို့မရတော့ဘူးဆိုတာကြောင့်စိုးရိမ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ် လူမှုကွန်ရက်စာမျက်နှာပေါ်က group တွေမှာလည်း KB အကောင့်တွေရောင်းဝယ်နေကြတာတွေရှိတယ်လို့သတင်းရရှိထားပါတယ်။